ားလုံးပဲမြင်လာပါဘာစပေါ်နေပင်နေကြိုးစားပါတယ်ခင်ဗျာအခုတင်ဆက်ပေးချင်တာကတော့အာဆင်နယ်တင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ဟာဆိုရင်တော့ဒီပြီးညမှာကစားကြတော့မှာဖြစ်ပါလေဒါကတော့ကျွန်တော်တို့ဒီဟောပေါ်ချာနက်စင်လေပြင်းမှာတွေ့ကြပြီပေါ့ဗျာတို့ရတဲ့ဟာဆိုရင်တော့ကျွန်တော်တို့ဒါသူတို့တတိယခစ်တိုင်တင်းနေပေါ့ဗျာခစ်ပြန်မီရာတင်းနေစီမင်စားကြမှာခစ်ပြန်ဆိုတော့သူတို့တင်းဟာပြိုင်ပွဲအောင်းနေလေဖြစ်တယ်လီပြားလေးချန်ပီယံဆစ်ကိုသူတင်းကိုတင်းရှင်းမြန်ကစားခဲ့တဲ့အတင်းနေအာကျွန်တော်တို့ တွေ့ရဲ့ဂျာစမင်တွေ့ရဲ့ဟိုက်ရှိခဲ့ပေါ့ဗျာဒီအာစနယ်အတင်းမှာလည်းဂျာစမင်ကြီးရှိရဲ့ဟိုမန်ယူနိုက်တက်မှာလည်းအာစနယ်တို့ဂျာလဝင်တွေ့ရှိရဲ့ပေါ့ဟိုတပိုင်းအကြောင်းရလည်းပြိုင်ဆိုင်မှုကအရန်ပြင်းထန်တဲ့အတင်းကြီးဖြစ်တယ်အာစနယ်တို့မန်ချက်စတာရှီလန်တို့ကဆင်တော့ခုဆိုရင်ရှင်းမင်းကစားကြမယ်ဘက်တင်းကအတရာတမလဲဆင်တော့လက်ရှိအချိန်ကြီးကတော့အာစနယ်တင်းကအဆင့်နဲ့မှာဆိုတော့တို့ဒါအပေါ်တင်းနေနေကျိုးလေးအာအများကြီးမှာတော့တက်မကြရဲ့ မန်ယူကတော့အဆင့်335ဆိုတဲ့ဝဲကျင်မှာပဲဒီရက်ဒီမှာသူဒီဒီပန်နေဗျာအပြောရင်ကကျွန်တော်ညီကတော့ပြောမယ်စင်တော့ဒီနေ့တင်းကဘယ်တော့ပဲအချိန်ကြီးစိုးနေဒီမန်ယူကလည်းအာစနယ်ကိုဒါနိုင်အောင်ကနေပဲရှိလို့အာစနယ်အချိန်ကြီးစိုးခဲ့တဲ့အချိန်မှာလည်းမန်ချက်စတာယူနိုက်ကိုရှင်ပြိုင်နိုင်ရွှန်းရှိခဲ့တယ်သူတို့ကအတင်းကြီးစင်းစင်းတွေ့တယ်ဗျာဟိုဒီနေ့တင်ကတော့အခြားအသင်းကိုရှုံးရှုံးဒီတင်းကိုရှုံးလို့မရဘူးအဲထွေးပြီးတော့မြန်မာပြည်မှာဆင်းတော့ရွှေရွှေမှာပို့ဆိုးတော့ပေါ့ဗျာ ကျွန်တော်တို့ဘာမှမလဲအပေါဆုံးဖန်ဒီကအာစတဖန်တို့မန်ယူဖန်တို့ဆိုတော့တော်များတယ်လူရဲ့ခံရင်းကလည်းဒီတိုင်းကောင်ကလည်းအယမ်းများတယ်ဗျာဒါချစ်ကြည်ရေးပွဲလားဘာပွဲလားမမေဘူးသူတို့လေးတိုင်းကြပြီဖူရောအာစတရဲ့မန်ချက်စတာဂရက်တိုဒီမြင်းများပရီးမီးယားလိပွဲစဉ်တွေတော့ပမာဏကြီးပဲအာစေဘက်ကကြည့်မယ်ဆိုတော့အာစမီဒီဒီဘွဲကိုနိုင်ရင်တော့ဟိုဇယားထက်ကဒါလေပါမှုကိုဘာဘူးချန်မြအစောစောမဖြစ်အောင်ဖိအားပေးနိုင်ပြီအာစနေဘွားကလည်းရဘယ်မှာစလို့သူတို့ ခရီးအပင်းနိုင်မယ်ဆိုတော့တဲ့ဂျမ်ယာစုဘူရယိုနိုင်စွမ်းရှိရဲဆိုတော့တဲ့လီဗာပူးစိုးစီးဂျမ်ယာဖြစ်ဖို့အရေးကိုပဲအာစနယ်ကဥစားပေးရတော့မယ်အစ်သားကိုရောက်ရင်ဟိုကျွန်တော်တို့ဒါအဲ့ဒီတော့ဆန်တော်ဒီရီအာစနယ်ချန်ပီယံဖြစ်ဖို့ဆိုတာကတော့တော်တော်လေးကိုအချင်းကြီးကကောင်းတော်ဦးမြာသူတို့ဟမ်အခေတ်တည်းရလက်ဒီခက်ခဲတာကတို့ရဲ့ပါပါတို့တွေခုလိုမျိုးချင်းဖို့ဖြစ်သွားစေခဲ့တာတကယ်ဆိုရင်သူတို့တိုက်စစ်ကို လိုအပ်ချက်စီမံတည်တည်နေအာစနယ်မပွဲခဲ့ဘူး။ကောင်းပါစွာအာဒီဒါစတော့ခဲ့။ဒါတော့အာဒီဒါကမခေါ်တာလား။အတင်းမိုင်ရှင်တွေကအတင်းပုတ်ဖွဲ့တွေကမခေါ်ပြတာလားဆိုတော့သူတို့မှပဲသိမယ်။ဒါတော့မိကတော့ဂါဒင်းပုတ်ဖွဲ့တွေကမခေါ်ပြလို့ပဲအာစနယ်ဟာဒီရှိမြလူစီကိုတုံးနေရတာ။ဒါကြောင့်လည်းဘုခွေကြီးတို့ဒီတုံးနေဆက်တဲ့ဒုတိယနေရာကိုရဖို့အချင်းတွေကတော့ဒီကောင်းနေပြီ။ဟောဒုတိယကျူးဆွဲဂုံကိုကြီးကအာစနယ်ရဲ့ဂုံတော်နဲ့ဘောဘောဒီလက်ဆွဲသူ့ရဲ့နာမည်တောင်ဖြစ်လေ ဒါပေမဲ့မိုင်းဘက်ကကြည့်မယ်ဆိုရင်လည်းမိုင်းဟာဒီရလီမှာဂျီနီယိုလေးကိုစိုးနေတာအာသူတို့နီးပြတအမ်ဘူလေးကိုခံရင်ခံမိမှလည်းဂျီနီကကောင်းမလာဘူးဆက်စိုးရသူတို့တတိဘုတ်တိဆိုကစားပွက်နဲ့မန်ယူသွားကြည့်ဟာကကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့သူတို့မိုင်းရှူတာမိုင်းလေးတီခူဒီသွားနေရောဒီပွဲကိုလည်းကျွန်တော်ဒါဟောပေါ့တကြီးရောအချင်းအောင်ကောင်းနိုင်မှာပြတတိဘုတ်တိသွားနေမယ်ဆိုရင်သူတို့အာစနယ်တိုက်စစ်ကိုထိနေပါဦးမလား အဖေကမှာတော့နိုင်ကြတာအမှန်နဲ့အဖေကမှာနိုင်ကြတာအမှန်ပဲအဖေကအနေနဲ့လို့ဒါတက်တဲ့တော့ကဖြစ်သွားပြီဘာမှဝထိုးတွေပြီးသွားပြီဗျာအခုအဖေကလို့လားသူတို့အစနေကိုလက်ခံရတာအစနေကလည်းကသူဦးရမင်းပေါ်ပေါ်တကူတွေတော့ကသူတို့တရှိမှာတိုက်စစ်ပြီးကြလိမ့်မရတဲ့ချိန်မှာသူတို့မန်ချက်စတာရက်တက်ကိုအဖေကလို့စတိုင်ရောက်သူကစားမှာမဟုတ်သူတို့ဂျာဘောက်ကအနိုင်တော့သူတို့ကစားမှာပဲ ဟိုအိုရီကကလည်းခြေစွမ်းကောင်းတယ်စိတ်သက်ပန်ရကြည့်မယ်ဆိုတော့အာဆင်ကသူတို့ဒါချမ်ပလိမှာလည်း ESP ကို17ဆိုနိုင်ခါရောကျွန်တော် quarter final ကတရောတက်ပါတယ်နောက်ပွဲမှာသူတို့တွေဂျာပွဲပဲသူတို့တွေအားချက်စရာမလိုဒီနေ့ပွဲဘိုရှင်းညာအိုင်ပြည်နေသူတို့တွေကံပါပြိနာက Manchester United မလွယ်ပါဘူးသူတို့အိမ်ဝင်ဖြစ်နေကြတယ်ပဲဒါ Manchester United တွေမလွယ်ပါဘူးဟိုဘာဖြစ်ဖြစ်ဒီဒီနေ့ပွဲကတော့ကြည်ကောင်းမဲ့ waves ပါတယ် Manchester United ကလည်း Arsenal ကို ဒါရှုံးပေးဖို့အာစနယ်ကလည်းတပိအပိကရှုံးတွေ့နေရှိရယ်သူတို့ရဲ့ဒါပလန်မဟောင်းနေတဲ့ဖြစ်တယ်ဆိုတော့ကဒီနေ့တင်းကတော့ဒီမိညာကတော့ကြည့်လို့ကောင်းမှဖြစ်မှာလေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေမလာရှိတော့နေဒီပေါ်မိတ်ဆွေအမိုက်ဆိုင်နေရဝဆင်းမြ